သူကတို့အာဆင်နယ်ကနဝင်အွန်ရီနဲ့ပါနှိုင်းရှင်လိုက်တဲ့ rush ball ဘောလုံးကျသူများအတွက်ကျွန်မတို့ရဲ့ဝမ်းမြောက်ခြင်းနဲ့အတန်းကြိုးစားနေပါတယ်။မန်ချက်စတာယူနိုက်တက်ကစားသမားမာကတ် rush ball ကသူ့နေနဲ့အသင်းမှာအတက်ကြောင့်များတဲ့ကစားသမားပွားကိုဖျက်ဆီးရင်လွတ်လပ်တဲ့ကစားသမားတယောက်ဖြစ်တိုးတက်ပြောင်းလဲလာခဲ့ကြောင်းပြောကြားရင်းနဲ့သူကတို့အာဆင်နယ်ကနဝင်တီအာရီအွန်ရီနဲ့ပါနှိုင်းရှင်ပြီးတော့ပြောဆိုလိုက်ပါတယ်။ ရက်ဘိုးက2024-25မှာခြေစွမ်းကောင်းရဖို့ရုန်းကန်ခဲ့ရပြီးဇန်နဝါရီပြောင်းရွှေ့ဈေးကွက်မှာအက်စတိုဗီလာတင်းထောင်ကိုအငှားချခံခဲ့ရပါတယ်။ဗီလာပေါက်မှာတော့အင်္ဂလန်တိုက်စစ်မှုကနီးပြအွန်နိုင်းအမရီရဲ့လမ်းညွှန်မှုအောက်မှာယုံကြည်မှုတွေပြန်လည်ရရှိခဲ့ပြီးရှာတီသိန်းကိုခြေစွမ်းကောင်းတွေနဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်။အခုကမှတော့ရက်ဘိုးက Ultra Four ကိုပြန်လည်ပြီးတော့ရောက်ရှိနေပြီဖြစ်ပေမဲ့အသင်းမှာသူ့ရဲ့အနာဂတ်ကတော့မင်းမယားဖြစ်နေစေပါ။ ဒီနေ့ရသည်မှာသူ့မန်ယူနိုက်တက်ကနေအပိသက်ရောင်းထုတ်ဖို့သတင်းတွေထွက်ပေါ်နေပြီးတော့ Rashford ကလည်း Barcelona အသင်းစီပြောင်းရွှေ့ဖို့စိတ်ဝင်စားနေပါဗျ။ Rashford ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ကောလာဟလတွေကြားထဲမှာအင်္ဂလန်လက်ရင်းစင်ကစားသမားကဘောလုံးသမားတယောက်နေနဲ့သူ့ရဲ့ပြောင်းလဲတိုးတက်လာပုံကိုကနာရူရဲ့ပြင်သစ်ဘောလုံးအကျော်မော် Onery နဲ့နှားရှင်ပြီးတော့အခုလိုမျိုးဖွင့်ဟခဲ့ပါတယ်။ Spain YouTube Channel တခုဖြစ်တဲ့ Aspire နဲ့ Marbella မြို့မှာတွေ့ဆုံရမှာအသက်29နှစ်အရွယ် Rashford က ကျွန်တော်ကိုကျွန်တော် honorary လို့ပဲမြင်နေသူကဘဲတောင်မမရောအထောင်တိုင်းစစ်မှုတရားမှာပါကစားရတော့ကိုတတောင်တတရှိတယ်သူကလွတ်လပ်တဲ့ကစားသမားတရားပါကျွန်တော်တိုးတက်လာတဲ့အများနံပါတ်9နေရာကပို့ပြီးတော့တတောင်တတနဲ့တဘာဝကြာလာတယ်ကိုကိုကြောပေးကစားရတာမျိုးကကျွန်တော်တို့ပို့ပြီးတော့လွယ်ကူလာတယ်အဲ့ဒီညမှာဆိုရင်တင်းကအမြဲတမ်းကိုရှိမှရှိနေပြီးအမြဲတမ်းအနည်းပေးနိုင်တယ်လို့ပြောကြခဲ့ပါတယ် ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားရက်ရှ်ဘိုကအသင်းသစ်မရှာနိုင်သေးခင်မှာတော့လာမယ့်လရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေအတွက်ကလပ်အသင်းကိုပြန်မလာခင်လက်ရှိမှာတော့အားလည်းရအနားယူနေပါဗျ။ဘက်ဇမင်ဆန်စကိုရဲ့လစာတောင်းမှုကြောင့်အာဆင်နယ်စိတ်ပြတ်နေ။အာဆင်နယ်သင်းကတိုက်စစ်မှုတူကိုရှာဖွေနေဆဲဖြစ်ပြီးထိတ်တန့်ပြတ်မှတ်ဖြစ်တဲ့ဘက်ဇမင်ဆန်စကိုရဲ့လစာတောင်းမှုတွေကလက်ရှိမှာကုန်ကျစရိတ်များလွန်းတာကြောင့်ဒီပြောင်းရွှေ့အတွက်စိတ်မရွှေတော့ဘူးလို့သိရပါဗျ။ အာဆင်နယ်ကဒီနွေရာသီမှာနံပါတ်6တိုက်စစ်မှုနေရာအတွက်စလိုဗေးနီးယားတိုက်စစ်မှုဆက်စကိုကိုနံပါတ်1ပြည့်မှတ်ဖြစ်နဲ့သတ်မှတ်ထားပြီးအပြောင်းရွှေ့အပြီးတက်နိုင်မှုနှီးစက်နေခဲ့ပုံရပါတယ်နီးပြမီကင်အာတီတာကဒီကစားသမားကိုအကြိမ်တော်ကြာသဘောကျနေခဲ့တာဖြစ်ပြီးခန္ဓာရုံးနေနဲ့သူရဲ့ကလပ် live set နဲ့အဆင်ပြေပြေသဘောတူညီမှုရနိုင်လိမ့်မယ်လို့ထင်ခဲ့ကြပါဗျ။ဒါ့ပြင်မဲ့ဒသန်းသတင်းဌာနရဲ့ဖော်ပြချက်အရ ကစားသမားရဲ့လာစာတောင်းဆိုမှုကြောင့်ဆွေးနွေးမှုတွေရပ်တန့်နေရလို့ဆိုပါရယ်။ဒါပြင်ဆက်စကိုကသူ့ရဲ့စာချုပ်မှာစာချုပ်ပြတ်သိမ်းခြင်းထည့်သွင်းပေးဖို့တောင်းဆိုခဲ့တာကိုလည်းအာဆင်နယ်အသင်းကသဘောမချဖြစ်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါရယ်။အာဆင်နယ်ကဆက်စကိုကိုခေါ်ယူဖို့မျှော်လင့်ချက်မစွန့်လွန်သေးပေမဲ့ပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းအားလုံးကြားမှာသဘောတူညီမှုရရှိဖို့အလံဝင်နေဆဲဖြစ်ပါရယ်။ဆက်စကိုရဲ့လာစာတောင်းဆိုမှုတွေကလက်ခံနိုင်စရာမရှိဘူးဆိုရင်အာဆင်နယ်က Sporting Lisbon အသင်းရဲ့တိုက်စစ်မှု Vitor Roque Res ကိုပြင်မှတ်ပြောင်းနိုင်ပါရယ်။ အာဆင်နယ်ကဆူရင်ကိုသွင်းဆက်ရုပ်ရိုဂယ်ရက်စ်ကိုသဘောကျနေပေမဲ့ဆက်စကိုကိုဦးစားပေးနေတာကြောင့်ချေကပ်မှုတွေတော့မလုပ်ရသေးပါဘူး။ဒါပေမဲ့စပိုရင်သင်းကတီတိုက်စစ်မှုအတွက်ပြောင်းရွှေ့ချေအလုံးမင်းတောင်းဆိုနေရလို့အာဆင်နယ်ကယုံကြည်နေပြီးတော့အသက်28နှစ်အရွယ်ကစားသမားအတွက်ပြောင်းရွှေ့ချေတည်တည်တသာကြာစင်းလာမှသာခေါ်ယူဖို့စဉ်းစားမှဖြစ်ပါတယ်။ ်ဆက်စကိုရောရိုဂယ်ရက်စ်ပါအပြောင်းရွှေ့တွေအကောင့်ထဲမပေါ်နိုင်ခဲ့ရင်တော့အက်စတွန်ဗီလာရဲ့တိုက်စစ်မှုအိုလီဝါစကင်းကလည်းကန်နာရဲ့ရေဒါထဲမှာရှိနေသေးပါတိုက်စစ်မှုရှာပုံတော်ဖွင့်နေချိန်မှာပဲအာဆင်နယ်ကဒီနွေရာသီရဲ့ပထမဆုံးခွဲယူမှုကိုမကြခင်မှာကြညာတော့မှာဖြစ်ပြီးစပိန်ကွလဲကစားသမားမာတင်ဆူဗီမန်နီကိုကန်နာတယောက်အတီးပြုလို့နေပါဖြစ်နေပါပြီဒါအပြင်ချက်စီအသင်းရဲ့ကိုသမားခီပါအရီဇာဘာလာကောင်လည်းအရန်ကိုသမားဖြစ်ခွဲယူသွားဖို့ရှိနေပါတယ်ရီယယ်မက်ဒရစ်ရဲ့ရိုဒီကိုကိုငွေပုံအော်ဘီခွဲယူမယ်ဆိုတဲ့တဲ့ရင်ကတော့လောလောဆယ်မှာ လာဟလအစ်နာရှိနေပါသေးတယ်